င်အပြစ်လည်းမြင်ပါတယ်အဲ့လိုတိမ်ဆောက်မခံဘူးပေါ့အချစ်တွေကြီးပြီးတော့အမျက်တွေကြီးပြီးတော့အဲမုန်းတွေညွေဖြစ်သွားဖြစ်သွားချိန်မှာအဲ့ရနေပြီးတော့ပြန်ပြီးတော့အာဃာတတွေများလာတာပေါ့ မင်္ဂလာပါရှင်ဟုတ်ဒီကားတော့မိုးကဇလန်တွဲနာမည်ရောမုံမှန်ညိုဆိုရယ်ဇလန်တွဲပေါ့နော်ဒီကားမှာလဲကာရက်တာလေးတစ်ခုနဲ့အတူတူချာချာမြင်ရအောင်မှာပါဒီဇက်ကိုဖတ်လိုက်တဲ့ချိန်မှာလဲမိုးကရန်လဲသဘောကျရတယ်နောက်ပြီးတော့ထူးခြားတဲ့ကာရက်တာလေးတစ်ခုလဲဖြစ်တယ်ပေါ့အမေရဲ့တမီးရဲ့နောက်ပြီးတော့သုံးမွေရဆိုင်တယ်လို့လို့မဆိုင်တယ်လို့လို့လေးဖြစ်နေတာပေါ့နော်ဆိုတော့ဒီဇက်အိမ်လေးလဲပရိသတ်ကြိုက်မဲ့ဇက်အိမ်လေးလဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့မိုးကလက်ခံပြီးတော့ရိုက်ကူးဖြစ်တာပါရှင်ဟုတ်ကဲ့အမုံနဲ့အညိုးတွေနဲ့ ကနေပြီးတော့အစပြုပြီးတော့ဖြစ်တည်လာတဲ့နောက်ဆက်တွဲအကျိုးဆက်ဇလန်းနေပေါ့နော်အမှန်တော့အမုံနဲ့ညိုရနေစရမို့တကန်းစားလိုက်တာအချစ်ကနေစားတာအချစ်ကနေစားပြီးမှအချစ်တွေကြီးပြီးတော့အမျက်တွေကြီးပြီးတော့အမုံနဲ့ညိုရဖြစ်သွားဖြစ်သွားချိန်မှာအဲ့ရနေပြီးတော့ပြန်ပြီးတော့အာဃာရတွေများလာတာပေါ့ဆိုတော့အဲ့လိုမျိုးအိမ်တော်ရေး drama လည်းဖြစ်တယ်သူကအဲ့လို family drama လို့လည်းအဲ့လိုမျိုးလေးလေးဖြစ်တယ်ဆိုတော့ drama ပေါ့ drama ပါပဲဟုတ်ကဲ့မိုးကမိုးလောက်ရမဲ့ character နာမည်တိုင်းပြတ်သားတယ် တည်ကြည်တယ်ထက်မြက်တယ်ဆုံးဖြတ်ချက်ချပြင်ဘယ်တော့မှမပြင်တတ်ဘူးကိုယ်စိတ်ထဲမှာအာဒီလိုမျိုးအဲတခု ကထားပါတော့ချစ်နေရဲ့တောင်မှချစ်နေရဲ့နဲ့တောင်မှအဲ့လိုဆုံးဖြတ်ချက်ချထားရင်မချစ်ဖို့ဆုံးဖြတ်ချက်ချထားရင်တော့လုံးဝမချစ်တော့ဘူးဆိုတော့အဲ့လိုမျိုး character မျိုးပေါ့နော်ဆိုတော့ပြင်ပြင်အောင်မိုးကတော့အကောင်းဆုံးပြင်ဆင်ပါပါမြန်မာနဲ့ကိန်းကောင်ပါလားအပြတဲနုရဲနုရဲမခင်မခင်လင်းမြင်တိဆုံးပါတဲကြီးအမြင့်ကြီးရဲ့ဆိုတာတကယ်ပေါ့ အချစ်စီးရဲ့မျက်ကြီးရလားနော်ကြီးမဲ့ထင်တယ်ဒါမှဒီမှာလေးချစ်ကြပြီးတော့မျက်ကြီးကြရဖွဲ့မဟုတ်လားဒီမှာလေးမင်းကြီးရောက်ရင်လည်းပြန်ပြီးတော့ဆောင်ရမယ်ဟုတ်ကဲ့ဒီမှာပုံသေးရှိ ဟုတ်တယ်အောင်ရင်ကျန်းနေရအောင်ရင်ကျန်းနေရမစုံတာလဲကြာပြီပေါ့နော်မစုံတာကြာပြီဆိုမဲ့အပြင်မှာတော့ဟိုမမဒီကမခိုင်မာနဲ့လည်းခင်နေရောအများကြီးခင်နေပေါ့နော်တကယ်မောင်နှမရင်းချတွေလိုပဲပေါ့ကျမမဟေတီရိုက်ပြီးကလေးကအောင်ရင်နေရမစုံတာကြာပြီပေါ့အာကျမမဟေတီကနောက်ဆုံးဇက်လန်တွေဖြစ်မှာပေါ့သူနဲ့ရိုက်ခဲ့အခုထပ်ပြီးတော့ထပ်ဆောင်တာပေါ့ဟုတ်ကဲ့ အဲကွယ်ပြအောင်တော့လောက်ရမှာပေါ့နော်ဆိုတော့အရင်မှလည်းဟိုမိုးတို့ရိုက်ခဲ့တဲ့အမင်းနဲ့တမီးကလေးတိတ်တိတ်လေးနေလေအခုကဟိုဟာတန်တာလေးဆိုတော့ကိုနဲ့ကိုနဲ့ကိုညီမလေးပေါ့နော်ဆိုတော့ဒါပေမဲ့အမိုးကတော့ဟိုဟာပေါ့ဒီအသက်ဒီ40 30ကျော်လေးစံတော်ဝင်ချင်မျိုးသမီးတယောက်ပေါ့အဲသူကကိုယ်အဲစပိုင်ဖြစ်သွားမှာဒီတော်မျိုးပြောသေးမပြောသေးဟာအဲ့လိုဆိုတော့အဲတုံးဝင်းဆိုင်လေးပေါ့ အမေနဲ့တမီးနဲ့ဟုတ်မိချမ်းနဲ့ပဲပေါ့အောင်ချမ်းနဲ့ပဲတွေ့ရမှာအောင်ချမ်းနဲ့စုံတဲ့ဆင်းတွေများတယ်အောင်ချမ်းနဲ့ဆင်းတွေများတယ်ပြီးတော့ကိုကြီးထွက်ခေါင်ပြီးတော့ဖေဖေကြီး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  ကိုစုမှာဖေဖေကြီးအဓိကကိုဒီကားမှာကိုအဓိကပိတ်စုမှာဖေဖေကြီးဖြစ်နေအဲ့လိုအော်မဟုတ်ပါဘူးတဲ့ acting လုပ်တဲ့နေရာမှာ short ပေးရမ short ပေးရဆိုတာမျိုးရတာ actor အကုန်လုံးသိကြမှာအဲ့လိုကြီးမရှိကြပါဘူးဟို actor ကအဲ့လို short ပေးပြီးလုပ်လို့ရတာမျိုးလည်းမဟုတ်ဘူးလေနော်ကိုစိတ်ခံစားချက်အတိုင်းပဲပုံဖော်ရမှာဆိုတော့အဓိကကတော့ chemistry မိဖို့ပေါ့နော် short ပေးမပေးရမျိုးက game ဆော့နေရာမှာမဟုတ်တာ တော့အဲ့လို chemistry မိပြီးတော့တယောက်နဲ့တယောက်ဘေးယူမျှပြီးတော့တင်းဆိုရင်ဒီစင်းတစ်ခုကလှလှပပနဲ့ကြိတ်ကောင်းကောင်းထွက်လာမှုပေါ့အဲ့ဒါအဓိကပါပဲဟုတ်ဟုတ် Flora ဟာကနည်းနည်းနည်းပါရှိရောရှိနည်းပါတယ် နေတော့နေမယ်ထင်တယ်ငယ်ဘွားလေးမှာတော့ရှိမယ်ထင်တယ်ဟုတ်ငယ်ဘွားလေးပါသေးရောလေမောအမြဲတမ်းဘာသာတာလည်းမသိဘူးငယ်ဘွားတော့ကားတိုင်းရိုက်ရအဲ့လိုကြောင်းသူလေးတွေတို့ဆယ်ကျော်တက်လေးတွေတော့အရှင်းမရိုက်ခဲ့မှာဆိုရင်အမုံမြင့်တုံးကလည်းအဲ့လိုငယ်ဘွားလေးတွေတက်မလားကျူရှင်ပါလေအဲ့အဲ့လိုကျူရှင်တက်တက်ကရိုက်တာလေးပါတယ်အရှုံးမဲ့နိုင်ပါလေငယ်ဘွားတွေပါတယ်အဲ့လိုဖြူစိမ့်နေတယ်အခုလည်းငယ်ရအောင်မယ်အဲ့လိုနော်အဲ့လိုပဲဟုတ်ပါတယ် အဲဒီဝတ္ထုကရဲ့နာမည်ကြီးရဲ့ဝတ္ထုလည်းဖြစ်တယ်ပေါ့နော်ပြီးတော့ဆ iam မရဲ့လွန်ထားထားရဲ့ဝတ္ထုတွေမျိုးမရိုက်ဘူးပေါ့ပြီးတော့ကိုကွာရဲ့လည်းဆ iam မရဲ့ fan တယောက်ဖြစ်တယ်ဆိုတော့တာဝန်လက်ကြီးရဲ့လိုခံစားရရတယ်အဲပြီးတော့ဒီ character ကိုလည်းအကောင်းဆုံးလှုပ်ဖို့အတွက် energy ပြည့်ရှိနေရဲအဲ့လိုမျိုးဆိုတော့အကောင်းဆုံးကြိုးစားမှာပါဟုတ်ကဲ့အကုန်လုံးနှီးပါပါပဲအကုန်လုံးနှီးပါပါပဲဒါပေမဲ့ဒီကားဒီကားလေးဆိုလို့ရှိရင်လည်းကိုရင်ကလေးကတိုက်ခဲ့တဲ့ဝတ္ထုဖြစ်တယ်ဆိုတော့ထပ်တူကြပါတယ် ဆက်တော်ဝတ်ထပ်ပြီးကြာကြာပါတယ်ကြာပါတယ်ကြာတယ်ဒါကြောင့်လေကိုလို့ချင်တယ်ကိုကြိုက်တဲ့ပုံစံရှိတယ်ကိုလို့ချင်တဲ့ဆက်ကောင်လေကြာကြာလာတဲ့ဆက်ကောင်ဖြစ်ပါရယ် relate ဖြစ်ပါရယ်မို့လဲအဲကိုလုတ်ချင်တဲ့အရာတွေကတော့အများကြီးရှိပါတယ်ဝတ္ထုမို့ကြိုက်တဲ့ဝတ္ထုတွေလည်းအများကြီးရှိတယ်အာတခြားပေါ့ဆ iam မချူဝတ္ထုတွေလည်းအများကြီးရှိပါတယ်စစ်တပ်စစ်ပါရယ်မို့ကအဲ့လိုမျိုးအဲမို့ကတခါကြာရင်အဲ့လိုမို့ကအဲ့လို မိုးပထမဆုံးမိုးတွေ့ရလူတွေဆိုလို့ရှင်အကောင်လုံးကအဲ့လိုမျက်နှာတီးတယ်အဲ့လိုမျိုးထင်ကြရမယ်တကယ်မိုးကစိတ်ရမ်းလို့တယ်အဲ့ဒါမိုးနဲ့ပေါင်းနဲ့ပေါင်းတိတ်သွားအဲ့လိုတရင်တနည်းမဟုတ်ပဲနဲ့အဲ့လိုနည်းနည်းလေးတိသွားပြီးစက်ပြူဆိုရင်တော့အဲ့လိုမျိုးခင်သွားပြီးဆိုရင်ကိုအရင်ခင်မှာမဟုတ်နည်းနည်းခင်သွားနေကိုတည်ရဲအဲ့လိုမျိုးအဲ့အဲ့လိုစိတ်အရင်နုတယ်ပြီးတော့တခုခုဆိုအရင် emotional ဖြစ်လွယ်တယ်အဲ့လိုပေါ့နော် ဟုတ်ကဲ့ဆင်အပြစ်လည်းမြင်ပါတယ်အဲ့လိုတိမ်ဆောက်ခံဘောနောက်တာပါအဲ့လိုတော့မဟုတ်ပါဘူးဒါပေမဲ့ဟိုငငယ်တော့อ่ะဆိုလို့ဆယ်ကျော်တက်တုံကတော့အဲ့လိုမျိုးရှိရပါတော့ဒါပေမဲ့အခုကတော့ဆယ်ကျော်တက်မဟုတ်တော့ဘူးလीเนาะတုံးဆယ်ကျော်တက်ဖြစ်သွားပြီအဲ့ဒါလိုပါပဲအရင်ချစ်လို့အရင်ချစ်လို့အဲ့လိုမျိုးအားကြလို့အဲ့သူတို့ရဲ့ private wedding မျိုးလीအဲ့လိုအရင် meaningful ဖြစ်တယ်လို့ခံစားရတယ်ဟုတ်ကဲ့ပါအမဟုတ်ဟုတ်ဟုတ်ကျေးဇူး မာရဲမာလာမယ်လေကိုလည်းကြာအခုဒီမှာရိုက်ကူးရေးလေးရင်လောက်ကြမယ်လေနော်မာအဲ့လို wedding ဆိုအဲ့လိုမျိုးငငယ်တွေကစိတ်ကူးမရရအများကြီးရှိရအဲ့လို private ဆိုတာတက် forest wedding လေးတို့ beach wedding လေးလို့အဲ့လိုမျိုးဆိုကြိုက်တယ်အချစ်ခံရလူရအချစ်ခံရတာပေါ့ဒါပေမဲ့ဘယ်လိုမျိုးဘယ်လိုပြောမလဲတယောက်နဲ့တယောက်ကတော့အချိန်လေးရမလို့ကြောက်ဘူးလေဆိုတော့အာကို့ ချစ်နေတဲ့အချစ်ပေါ်မှာကိုကလည်းကောင်းကောင်းပြန်ချစ်ပေးလို့ပါပဲနော်အဲရူရတာကိုကြိုက်လားတေးစိတ်ကျူးဆိုက်ပေးရကိုကြိုက်လားဆိုတော့ကြိုက်တယ်ကြိုက်တယ်နှစ်ခုလုံးကြိုက်တယ်အဓိကချစ်ခံနေရဖို့ပဲလေအကောင်ကတော့ချစ်ကြပါတယ်ဟုတ်ကောင်တော့ပရိသတ်တွေဆိုလည်းရန်ချစ်ကြတယ်ဒီကစာနေစင်းကအကိုမကြီးဆိုလည်းဒါချစ်ကြတယ်ဟုတ်တယ်မလားဒီမှာတပုံရဲ့နေကင်မရာမန်တွေဆိုလည်းရန်ချစ်ကြတာပဲ ဟုတ်ကဲ့ဒီဇက်လန်တွဲကအခုဒီရွှေစီတော်ထုတ်လုပ်ရင်းနဲ့မဟာနဲ့ပူပေါင်းပြီးတော့ရိုက်ကူးပြီးတော့မဟာရုပ်တံလိုက်မှာအာပြတ်တာမှာဖြစ်ပါတယ်အခုမို့လို့ဒီစပြီးတော့ဒီနေ့ကတော့ပွဲပေးပွဲခမ်းနားလုပ်တယ်အာပြီးရင်အာအကောင်းဆုံးပေါ့နော်ဒီလာမဲ့အာ25ရက်နေ့မှာစတင်ရိုက်ကူးပြီးတော့အကောင်းဆုံးစူးစမ်းပြီးတော့မို့လို့ဒီတစ်ခွက်လုံးပေါ့နော်အာအဓိကဆိုလို့နောက်ပြောမိုးနဲ့ဥရက်လေးနဲ့ဆိုမို့တစ်ခါမှမဆုံးဘူးပါဒါပထမဆုံးပါဆုံးမှုစာလို့အပြင်မှာပွဲတွေမှာခင်တိတာပဲရှိတာပေါ့အစင်းပေါ်မှာလို့ရိုက်ပွဲမှာတို့ ထားမှမရိုက်ဘူးပါဘူးဥရအနေနဲ့လည်းအဲ့လိုတွဲပြီးတော့အများကြီးရိုက်ရမယ်ဆိုတဲ့ကြောင့်အများကြီးလက်ခုံယူပါတယ်ဆိုတော့အဲထပ်ပြီးမိုးတော့ကောင်းဆုံးစူးစမ်းပါမယ်ဒီကားလေးထွက်လာမယ် result ကိုပြည့်တက်ရအောင်ဆောင်ကြည့်ပေးပါလို့အားလဲအားပေးကြပါလို့ပြောချင်ပါတယ်ရှင်ဒီစမြားကြီးတင်ပါတယ်ရှင်